ဒီနေ့ကသူမတို့ရှိသူညောင်ဦးတို့ငါးနှစ်ပြည့်ထိမ်းမနေလေပေါ့စပွဲပေါ်ကဆာရွက်ပေါ်မှာခဲတာနှစ်ချောင်းကိုပေါင်းပေါ်ကနတင်ထားပြီး no yes yes no ဆိုပြီးကွက်လက်လေးကိုမှရေးထားတယ်။ကောင်းမလေးကတော့ရှာလီတရေကိုခေါ်ယူပြီးမိကုန်နေမိကိုစိတ်အားထက်သန်နေတယ်။ကောင်းလေးကတော့ယုံကြည်မရှိသူပြပြဒါတွေကိုမလုပ်ဘဲအိယာစစောဝင်ဖို့သာပြောနေတော့တာပေါ့။ကောင်းမလေးကစပွဲပေါ်ချီခဲတာနေကိုစူးစိုက်ကြည့်နေရင် ရှာလီရှာလီမင်းဒီမှာရှိလားရှာလီရှာလီမင်းဒီကိုရောက်နေပြီလားရှာလီရှာလီမင်းဒီမှာရှိနေပြီလားဟုရေရွရင်တွတ်တွတ်ရေရွနေရောတာပေါ့ဒါတွေကိုကြည့်ပြီးစိတ်မရှိတဲ့ကောင်းလေးอ่ะမင်းမာရီလုံနေရလဲမတို့ငါနှစ်ပြည့်ထိမ့်မဲ့ဆိုတာဒီလိုနဲ့အရှင်ဖြုံးနေရမှာမဟုတ်ဘူးမတို့နားသိမင်းဟုစိတ်မရှိစွာနဲ့ပြောလိုက်တယ် ကောင်းမလေးရပြုံးရင်ငါတို့ဘာလုပ်ရမလဲဆိုတော့ကိုရှာလီကရွေးပြလိမ့်မယ်။ပြောစရာကောင်းပြီးစမ်းတက်တဲ့အတွေ့အကြုံတွေနဲ့ရတာပေါ့ဘူးပြောရင်ဆာရွက်ဘကူအာရင်ဆိုင်ကရှာလီရှာလီမင်းရှိနေပြီလားလို့တခါရေရွတ်ပြီးမေးပြန်တယ်။ဒေါ်သားရနေတဲ့ကောင်းလေးကငါမင်းအောင်ပြောနေရင်ဒါတွေကရှင်ဖြုံးတာပဲ။ဒါကိုရက်လိုက်တော့ကောင်းလေးရဲ့စကားဆုံးတာနဲ့ဇပွဲပေါ်ကခဲတာဟာဘောဘက်ကိုရွှေ့လျားလာပြီးရက်ဆိုတဲ့စကားလုံးနှလုံးရှိရန်ဟိုဥတီပြီးတော့ လှည့်ပတ်ရေလျားသွားပါတော့တယ်။ကောင်းမလေးကကြင်နတ်စွာနဲ့ပြောရင်တွေ့လား။ငါနဲ့ကိုပြောတယ်ဒါကယုံကြည်တဲ့နဲ့ရှာလီကဒီမှာရှိနေတယ်လို့ပြောလိုက်တယ်။ကောင်လေးကတော့ဒါကလှည့်စားမှုတသက်ပဲလို့သာပြောနေတယ်။ကောင်မလေးကလည်းငါလောက်တာမဟုတ်ဘူး။ဒီခေတ်ကဟာသူ့အိမ်သူရှာလီရှိကြောင်ပြလို့ရွေသွားတာ။ဒါနဲ့အငင်းခုံပြောကြရင်ကောင်လေးကရှာလီရှိမရှိစံသက်ဖို့ ရှာလီရှာလီမင်းဒီမန်ရှိနေတယ်ဆိုရင်ကိုထင်လာပြလို့ပြောလိုက်တယ်။ဒါနဲ့ကောင်းကလေးကရှာလီကအဲ့လိုကိုထင်ပြတာတွေပေါ့ဒီမလုပ်ဘူး။သူက yes no နှစ်ခုပဲဖြည့်ပြီးတတ်တာ။သူရှာလီကသူ့ကိုသူဘယ်တော့မှထောက်ပြမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ကောင်းလေးကလည်း okay ဒါဆိုကောင်းပြီ။ရှာလီရှာလီမင်းဒီခန်းထဲမှာရှိတယ်ဆိုရင်ဒီကမီးတွေကိုဖွင့်ပိတ်လုပ်ပေးလို့ရလား။ကောင်းလေးရဲ့စကားဆုံးပြီးခဏကြာမှတော့အခန်းထဲကမီးတွေဟာ ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နဲ့တစ်ဖြက်ဖြက်အောင်မြင်နေတော့တာပေါ့။နေရာလုံးကြာန်းသွားကြပြီးခဏကြာနေမှမီရီဟာပုံမှန်ပြန်လင်းလာခဲ့တယ်။အယုံကြည်မရှိတဲ့အကောင်လေးကတော့ဒါရီဟာတိုက်ဆိုင်မှုတသက်ပဲဒိတ်ပင်မရှိတိုင်းနဲ့ရှိန်မပြုံးနဲ့အိယာစောစောဝင်လို့သားပြောနေပြန်တယ်။ဂိန်းကိုရေပစ်လိုက်ဖို့ကောင်းကင်ကောင်လေးကပြောလိုက်တယ်။ ီကင်းကဒီလိုပဲဆုံးသက်သွားလို့မရဘူးဒီတိုင်းထားခဲ့လို့လည်းမရဘူးရှာလီကဆုံးသက်ပြမငါတို့ကဒီကင်းကိုရက်နိုင်မယ်လို့ကောင်မလီကပြောလိုက်တယ်ပြီးတော့ရေးကြည့်တဲ့မိကုန်းကိုလည်းငါကမေးတော့မမေးရသေးဘူးကောင်မလီကဆံရွက်ကိုဆူဆိုင်ကြည့်နေရင်ရှာလီရှာလီငါကောင်လီကငါကိုလိန်နေတာလားကောင်လီကမျက်မှောင်ကိုပြီးတော့ကြည်နေတယ် ဘာအဓိပ္ပာယ်လဲဆိုတော့ကိုတော့သူလဲဝေဝေမြောက်ဘူးပေါ့အဲ့ဒီချိန်မှာပဲခဲတာဟာတပတ်လေလှဲ့ပြီးရက်ဆိုတဲ့စကားလုံးပေါ်မှာရက်သွားပြန်တယ်။ကောင်လေးကအန်ကိုကြိတ်ပြီးမင်းဒါဟာနောက်ဆရာမဟုတ်ဘူးဟုပြောလိုက်တယ်။ကောင်မလေးကလည်းဒေါသတွေရောထွေးနေပြီးရှာလီရှာလီသူငါတဲ့ငယ်ချင်းနဲ့ဖောက်ပြန်နေတာလား။ခဏကြာမှာတော့ခဲတာဟာတပတ်လေးပြန်လည်လာပြန်ပြီ။ရက်ဆိုတော့စကလုံးပေါ်မှာပဲတစ်ခါပြန်ညွန်ပြနေတာပေါ့။ ကောင်လေးဟာဒေါသတွေထွက်ပြီးပြောနေပေမဲ့ကောင်မလေးကတော့လုံးဝခရုမဆိုင်ပဲသူ့မေးချင်တဲ့မိကိုနီကိုသာဆက်ပြီးမေးနေခဲ့တယ်။ထိုချိန်မှာပဲရှာလီဂျာလီမင်းသူ့ရဲ့လေပင်ကိုရှုံးနံလာလို့မေးလိုက်တယ်။ထိုချိန်မှာပဲကောင်လေးဟာကြောက်လန့်တကြားအော်ဟင်းခဏလေးခဏလေးငါ့ကိုရှင်းပြခွင့်ပေးပါကောင်လေးရဲ့စကားမဆုံးသေးခင်မှာပဲတောက်မဆရာကောင်းတဲ့အတန်းတစ်ခုထွက်ပေါ်လာပြီးကောင်လေးရဲ့လေပင်ရိုးဟာကျိုးကြည့်သွားခဲ့တာပေါ့ ဒေါသတွေထွက်နေတဲ့သူမဖို့ကောင်လေးကိုပင်ဂီယူမဆိုင်နိုင်မင်းနောက်ထပ်မိကိုနေကိုထပ်မေးလိုက်ပြန်တယ်။ရှာလီရှာလီမင်းသူ့ကိုခေါ်သွားလို့ရလား။အဲ့ဒီအချိန်မှာပဲခဲတာဟာရက်ဆိုတဲ့ဘက်ကိုတစ်ခါညှို့ပြပြီးခဏအကြာမှာတော့ကောင်လေးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာပေါ့။ဖြစ်ရှင်တဲ့မိကိုနိုင်ကိုသူမစိတ်တိုင်းကြာလှုပ်ပေးနေတာကြောင့်သူမရဲ့လောဘတွေကလည်းတက်လာခဲ့တယ်။ထိုအချိန်မှာပဲရှာလီရှာလီမင်းငါကိုရှမ်းသာအောင်လုပ်ပေးနိုင်မလား။ ြာဖုန်းထဲကနေအတန်မက်ဆေ့တခုကြားလိုက်ရတယ်။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဖះကြီးမယုံနိုင်ပါလား။သူ့ရဲ့ဘဏ်အကောင့်တွေကိုပတ်စံနေများစွာဝင်နေတာပေါ့။သူကရှမ်းသာပြီးဟုရေရွရင်းအပြောကြီးပြောနေမိတော့တယ်။တော်ဗားတွေကိုတော်မတတ်နိုင်နဲ့သူမဟာနောက်ထပ်မေကောတို့ကိုတစ်ခါထပ်ပြီးမေးပြန်တယ်။ရှာလီရှာလီမင်းငါရဲ့မျက်နှာလေးကိုလှပအောင်လုပ်ပေးနိုင်မလား။ခဏကြာမှတော့သူမဟာ သူရဲ့လှပတဲ့ပြင်နာလေးကိုမြင်ရတော့မယ်ဆိုတဲ့အတွင်းနဲ့မန်ကလေးကိုကောက်ကြည့်လိုက်တယ်။ထင်မှတ်ထားတဲ့ထိတ်လန့်မှုတွေကသူမကိုကြောက်ရွံ့တုန်လှုပ်စီတာပေါ့။မှန်ထဲမှာမြင်လာရတဲ့သူ့ရဲ့မျက်နှာဟာရုပ်ဆိုးကြီးတန်လွန်တာကြောင့်စိတ်တူစားနဲ့ရှာလီရှာလီမင်းဘလို့လောက်လိုက်တာလဲ။ဒါနဲ့ပဲနောက်ထပ်မိကုံကိုထပ်မိလိုက်တယ်။ရှာလီရှာလီမင်းကစိတ်ဓာတ်ကောင်းလား။ဒီချိန်မှာတော့ခဲတာပုံမှန်ထက်လှည့်မြန်စွာလှည့်ပတ်ပြီး နိုးဆိုတဲ့စကားလုံးကိုညွန်ပြလိုက်တယ်။ခဏကြာမှာတော့ရဲတန်းတွေတချို့ထွက်ပေါ်လာပြီးအခန်းတစ်ခုလုံးအမောင်းဖုံးသွားခဲ့တယ်။ကြာရင်တကြာအခန်းထဲကိုဝိပက်ကြည့်ရင်ဒေါရနီယာကမဲရောင်ကြီးတစ်ခုတွေ့လိုက်တယ်။ခဏကြာမှာပဲထိုးရဲကပျောက်ကွယ်သွားပြန်တယ်။ကြာရင်မှုတွေနဲ့နောင်လာတွေရလာတဲ့အသူမှအရာအလုံးမှားနေပြီလို့စိတ်ကတွေးမိလိုက်တယ်။နောင်လာတွေရရင် ရှာလီရှာလီအရာအလုံးကိုပြန်ပြောင်းပေးပါဟုတောင်းဆိုလိုက်တယ်။ခဏအကြာမှာတော့ဖုန်းနဲ့ကိုမက်ဆေ့တခုဝင်လာခဲ့တယ်။ဒီမက်ဆေ့ကတော့ဘန်နဲ့ကပတ်စံနဲ့အကုန်ပြန်ပြီးယူသွားပြီဆိုတာပဲပေါ့။ဒါကြောင့်သူမဟာအရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်ပြီလို့ထင်လိုက်တယ်။ဒါကြောင့်မှန်ကိုကောက်ကြည့်လိုက်ပြီမယ်။သူမဟာဝမ်းနဲ့ကြည်ခွဲစားမှုရင်သူမရဲ့ရုပ်ကတော့ပြောင်းနေသည်ပေါ့။တခါလုံးတိတ်ဆိတ်နေရတာက ူမရဲ့နောက်ကျော်ဘက်ကအတန်တစ်ခုကိုကြားလိုက်တယ်။လေတန်နဲ့အတူရှာလီတေးရဲ့ထွက်ပေါ်လာခဲ့တယ်။သူမရဲ့တောင်းဆိုမှုတွေပြီးတဲ့နောက်ရဲတန်တစ်ခုထွက်ပေါ်လာပြီးလဲပင်ကျွေးနေတဲ့သူမရဲ့ရှစ်သူကစပွဲရှိမှရုတ်တရက်ပေါ်လာခဲ့တယ်။အအရာအလုံးကိုမပြင်းစင်နိုင်တော့ဘူးဆိုတာကိုသိလိုက်ရတာကြောင့်နောက်လာရနေတယ်။အလုံးလည်းပျက်စီးသွားခဲ့တာပေါ့။အားကြမှာတော့ရှာလီရဲ့တိတ်ဆိတ်ပြီးကြမ်းတဲ့ရဲတန်ကအခန်းတစ်ခုလုံးလွှမ်းမိုးသွားပါတယ်။ သူမကလည်းနောက်ရရရပြီးဖေတော့ခါမှရှာဒီရင်ကိုပြော်ရမကစားဖို့ဆုံးဖြတ်ရှာရှာလိုက်ပဲဒီနေရာမှာပဲဆန္ဒလေးကိုဆုံးသက်ပြန်စီရှင်ဆလန်ဆုံးတိနားတော်မိတဲ့ပြိတက်တို့ဟူရင်ကြည်တန်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဆလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe ပေးဖို့တောင်းဆိုပါရစေ